မေထုံကတရုတ်စကပြန်တူဖြစ်ပြီးတော့ခုလေရှိစုမဲစုတပေ6ပြားနဲ့တပည့်ရကောဝယ်လိုက်ကနေမျိုးအမိသားစုစီကိုလမ်းချလိုက်ပါရီမေထုံကနာမည်နဲ့လိုက်အောင်ရိုးသားကျိုးစားတဲ့ကောင်မလေးမျိုးအလောက်ကလူတွေကလည်းသိမကြည့်ပေမဲ့မေထုံကတော့ကိုလိုကူတာလှုပ်ပြီးတော့ဘဝဆက်နေရသေးပါညာလို့စင်တော့ကားအစ်ကိုဖျားအပ်ဖို့အတွက်ဖျားချောင်းစီရောက်သွားခဲ့ပြီးတော့ပါကင်နီယာရှာနေတော့လူတယောက်ကပါကင်ထိုးပေးမယ်လို့ပြောတော့မှမေထုံလည်းကားကိုအဲ့လူရဲ့လက်ထဲကိုအပ်ပေးလိုက်ပါရီဖျားချောင်းကပြန်ထွက်လာတော့ကားရဲ့အေးရောင်တော့မတွေ့တော့မှဘီနာမှရှိတဲ့မော်တော်ဘီကယ်ကိုမိလိုက်တော့ဒီမှာပဲကားပါကင်မှမရှိသလိုဘယ်သူမှလည်းကားရမပေးတာကြောင့်သူမှကားလေးအခိုးခံလိုက်ရပြီလို့သိ းလိုက်ရပါပြီ။မေထုံလဲမနက်ကမှဝင်လာတဲ့ကားတစ်လီညာရောက်တော့အခူးခံလိုက်ရတယ်ဆိုပြီးတော့ဝန်းနေပက်လက်ဖြစ်ပြီးတော့ရဲတိုင်ထားလိုက်ပြီးအပြင်ထွက်လာတော့လူတယောက်နဲ့တွေ့ရရဲဒီဟာတောင်ဝင်ရတာရှာပြီးမယ်ပြောပြီးတော့တကယ်မရှာပြီးကြောင်းနေကားပြက်လို့ကျရင်တော့တောအိစာဖိုးအောင်ဆိုတဲ့လူတယောက်ကိုဆက်သွယ်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။မေထုံလဲအင်ကိုကားပြောက်ကြောင်းမပြောရသေးခင်မှာမာသားကြီးဟာတမျိုးလုံးကိုကြွားထားရပြီးနောက်ပတ်ကားကိုလာကြည့်မယ်လို့နေလို့မေထုံလဲတားထားရပါပြီ။ရေစကန်ကလူပြောတဲ့အတိုင်းဖိုးအောင်ကိုဆက်သွယ်ရမလားမဆက်သွယ်ရဘူးလားစဉ်းစားနေပြီးကားလိုအပ်နေတာမှဆက်သွယ်လိုက်ပါပြီ။မနေ့ရောက်တော့ဖိုးအောင်နဲ့ချိန်ထားတဲ့လိပ်စာကိုရောက်လာပြီးတော့ဖိုးအောင်ကသူတင်ထားနေတဲ့ တခြားစီဖြစ်နေကဘူအောင်ကလည်းမေထုံရဲ့ဥတူတူအတတပုံစံလေးကိုသဘောကျသွားပါရီမေထုံကတော့လူရမယောင်ငရုကောင်းစပရီပါလာခဲ့ပြီးမိအကုတူပြန်ပတ်မိကဘူအောင်ကပဲရေခဲကပ်ပေးရီနောက်တော့ကားအောင်ပြောပြီးတော့မနေ့ပြန်စုံစမ်းမှုအတွက်ထက်ချိန်လိုက်ပါရီမေထုံရဲ့ကားကတော့ကားခိုးတဲ့လောကမှာနာမည်ကြီးမာမှုစီကိုရောက်သွားပါရီနောက်ရကြတော့ခိုးရပါမိကန်တက်တာရောက်လာတော့မူဘူအောင်လေးဟိုလေဒီလေလောက်လိုက်တာအလွယ်တကူပြင်သွားပြီးတော့တခိုးရီဝေစုခွဲနေတဲ့အချိန်မှာမေထုံနဲ့အတူစုံစမ်းမှုအတွက်အပြင်ထွက်လာကြပါရီလမ်းမလေးမဲဆွေစီယုံတဲ့ပါတီကလမ်းမလေးကောင်ကားပြီးပြီးတော့ရွာနေတာမူဘူအောင်လေးဘုံတီးတဲ့လူကိုပတ်ဆက်ပေးပြီးတော့နိုင်ငံတော်တချင်းတီ ခိုင်းလိုက်မှလူတွေအားလုံးလည်းအလေးပြုပြီးတော့နိုင်ငံတော်သချင်းပြည်ဘာသချင်းမှမစိုးရတဲ့အချိန်ကြောင့် COE ပါတီအားလူတွေလည်းကိုထုတ်ကိုဆွဲပြီးတော့ပြန်သွားကြပါရီမေထုံလည်းဖိုးအောင်ကိုအထင်ကြီးကြီးသွားခဲ့ပြီးတော့ခီးကြီးဆက်လာကြတော့အင်ဂျာရီတွေကစာသင်ကျောင်းတွေကိုရောက်သွားပါရီအဲမှာကလေးတွေကအကျွေးစီးတွေနဲ့လှုပ်လှုပ်နေတာထွက်လဲရပြီးတော့အဲအကျွေးကသတောင်းစားရီစီကပြန်ဝေထားတဲ့အကျွေးတွေမှန်းသိလိုက်တယ်ဖိုးအောင်နောက်လိုက်တော့ကလေးတွေရဲ့ခေါင်းဆောင်ကိုထွားနေတွေ့ပြီးတော့ဖိုးအောင်ကကားအကြောင်းပြောတာတတင်းရရင်ဆက်တွေ့ဖို့ပြောလိုက်တယ်မေထုံကတော့သူ့ကားအကြောင်းနဲ့ဘယ်လိုဆက်ဆက်လဲမသိတော့ဘူးဖိုးအောင်ကတော့ဖျားเจ้าမှတောင်းစားတဲ့လူတွေစီကတတင်းရတယ်လို့ပြောလိုက်မှမေထုံလည်းသဘောပေါက်သွားပြီ ယ်။မေထွေးကောင်တော့စိတ်ကသဘောကျကားပေါ်မှာပဲတက်ထိုင်နေတာမို့အင်ဂျင်ဖြုတ်ပြီးတော့ရောင်းစားမဲ့စီးနေပေးလိုက်ပါပြီ။မေထုံဘက်မှာလည်းကားရှာမတွေ့တဲ့ပြင်တထေးမအလုံးမမှန်လို့ဩဇာသီးကြီးရောင်းနေပြီမို့မေထုံလည်းဘူကြီးဘူကရွေးချယ်စရာမရှိတော့ဘူးလက်လျှော့မယ်ဆိုပြီးတော့ဒီဒီဝင်နေပါပြီ။ဖိုးအောင်လည်းအဲ့ဒါဆိုလေတခါလေးစူဆိုင်လိုက်ဆိုပြီးတော့ပါရမီဖြည့်ပြီးမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲ့တော့မှကြောက်သွားတဲ့မေထုံကိုဘေးရာမှလက်မလျှော့နဲ့ဆိုပြီးတော့မူတီပြန်ပေးလိုက်တယ်။ညရောက်တော့မေထုံကားကိုခိုးတဲ့လူနဲ့ပြန်တွေ့ပြီးတော့ကားရဲ့တီနီယာကိုတီးသွားပါ။တခုဟာကားပြန်လို့ချင်းတော့ဖုံးအစ်တလုံးဝယ်ပေးလိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်။မေထုံလည်းကားရဖို့ကအရေးကြီးတာမို့လက်ခံ င်လိုက်ပြီးတော့ဈေးဝယ်စင်တာရောက်တော့ဖုံးမောင်ကဖုံးဝယ်ဖို့ပတ်စံပြီးတယ်မေထုံလည်းဖုံးသွားဝယ်ပြီးတော့ငွေရှိနေတော့မှပတ်စံကအထုဆိုပြီးတော့ဖုံးမောင်ကလာပြောတော့မှမေထုံလည်းကြောက်ပြီးတော့ပြေးပါတယ်အနောက်ကနေဝန်ထမ်းကလိုက်လာတော့မှသူမလည်းအဖမ်းခံရတော့မယ်ချင်းမိမိတကယ်အားပစ္စည်းလာပေးတာဖြစ်ပြီးတော့ပတ်စံအထုဆိုတာကတော့ဖုံးမောင်ကဂျင်းထဲတာပါဟိုတကူပြောတဲ့နေရာကိုသွားပြီးတော့ကားသွားကြည့်တော့ကားကအေးချမ်းမိဖြစ်နေတာကိုတွေ့လိုက်ရပြီးတော့မေထုံလည်းအခုမှပို့ပြီးတော့ဝန်နေပက်လက်ဖြစ်သွားပါတယ်တပတ်လောက်ကြာမှတော့သူတို့တွေ့ခဲ့တဲ့ကားကမေထုံရဲ့ကားမှုမှန်းသိသွားပါတယ်မမှုဘက်မှာတော့ discovery channel ကမမှုရဲ့စိတ်ကိုရိုက်ကူးရေးလုပ်တော့မှဖြစ်ပြီးတော့မေထုံကတော့ခုထိရီးစားတဲ့ ခွဲတယ်လို့အသေးခွဲကအလုံးလဲမလုံနိုင်သေးတာမို့ခွင့်ယူထားရင်ပြန်လာတဲ့လမ်းမှာသတင်းစာတွေကနေမာမူရဲ့စိတ်ကိုမြင်ပြီးတော့သူမအကောက်ပါထွေသွားပါရင်ဘိုးအောင်ကလည်းမပြောရမလားဆိုပြီးတော့ဖြစ်လာတဲ့ဟာရဲဟုအကြောင်းကြားတော့လေအင်တီတင်လုံနေတာကြောင့်မေထုံလဲစိတ်မရှိတော့ပါဘူးအိမ်မရောက်တော့ဘိုးအောင်ကအရင်ရောက်နေပြီးတော့သူကူညီမိမိဆိုပြီးတော့ပြောလိုက်ပါရင်နောက်တစ်ရက်မှာတော့မာမူကသူ့ရဲ့စိတ်မွေးနေ့ပါတီကိုကျင်းပကြပြီးတော့ဘိုးအောင်ကစပုံမှုသွားလုပ်ပေးရပါရင်စိတ်မွေးနေ့မှာစိတ်တိုင်းချမ်းမိတာကြောင့်စပုံမှုခေါင်းဆောင်ကလည်းမာမူပိုက်ရိုက်တာကိုခံရတယ်ဒါကြောင့်ရှက်ပြီးတော့မိဖို့ကြောင့်မှအတင်းသွားချပါရင်အဲကနေမာမူကသူ့ရဲ့စိတ်ကိုရိုက်ကူးရေးအတွက်မိတ်ကပ်ပြင်ဆရာ ော့ငားမေဆိုပြီးတော့သတင်းကြားရမှုမေထုံကိုသတင်းလမ်းမိကအရင်ဆုံးစိတ်ဆေးမှမမူးရဲ့စိတ်နဲ့တူတဲ့ကောင်ဝင်လိုက်ပြီးတော့ပါတီပွဲရစပူမှုကလည်းတွေ့တော့ပါရီမနေ့ရောက်တော့မေထုံလဲမိတ်ကဲပြင်းတဲ့သူအယောင်ဆောင်ပြီးတော့မမူးစီကိုရောက်သွားခဲ့ပြီးတော့ဖူးအောင်ကိုဖုံးဆက်ပြီးတော့ဝင်လာတဲ့စိတ်နဲ့မမူးရဲ့စိတ်ကိုလဲလိုက်ပါရီပြီးတော့မှခိုးရပါစိတ်နဲ့တူပြန်လာလိုက်တယ်မမူးကတော့သူ့စိတ်မဟုတ်တာသိတော့ပါရီညရောက်တော့စိတ်ကိုပြန်လွန်ခြင်းကားပြန်ပေးရမယ်ဆိုပြီးတော့ဖုံးဆက်လိုက်တာမှမမူးလေးကောင်းစားနေပါပြီမနေ့ရောက်တော့ပါတီရစပူမှုကောင်းဆောင်ရောက်လာပြီးတော့စိတ်ကဖူးအောင်ကိုဝေသွားတဲ့စိတ်မှန်းသိပြီးတော့မမူးကိုပြောလိုက်ကဖူးအောင်ကိုလည်းမမူးရဲ့ငါလွန်အောင်တတိပေးလိုက်ပါရီ ဘုံလေးအချိန်ကြီးကပို့ပြီးတော့ရှုပ်ထွေးလာပြီးမှမေထုံကိုဇာတိပြန်မှုဘူရာယုံမှာခြံထားပြီးတော့မမူကလည်းကိုထောအနီတစင်ဖိုးအောင်မန်းတည်သွားပါရီမေထုံကတော့ထုပ်ကိုပြင်ပြီးတော့ပြန်တော့မှဖြစ်ပြီးတော့ဖိုးအောင်ကဘူရာယုံရောက်ကမေထုံကိုလိုက်ရှာနေတော့မှပဲမမူလူတွေလိုက်ဖမ်းနေတာမှဖိုးအောင်လေးထွက်ပြေးနေရပါရီမမူအိမ်မှာတော့မေထုံကစိတ်တကောင်နဲ့ရောက်သွားခဲ့ပြီးတော့အနောက်ကနေဖိုးအောင်မှာရောက်နေပါပြီမေထုံကတော့ကားမရလေးနေပါစီဆိုပြီးတော့စိတ်ကိုတနာရာကြောင်ပြန်ပေးလိုက်ပါရီအပြန်လန်အဖြစ်မမူလေးခုမှကိုချင်းစားတဲ့ပြီးတော့ကားကိုပြန်ပေးလိုက်ပါရီမေထုံလေးကားကိုပြန်ရပြီးမှအိမ်ပြန်လာကြပြီးတော့ဖိုးအောင်ကိုအင်ရှိတိလိုက်ပို့ပြီးတော့နှုတ်ဆက်လိုက်ပါရီ ောက်ဆုံးမှာတော့မေထုံလေးသူမရဲ့တရုတ်ဘာသာပြန်လုပ်ငန်းကိုလုပ်ပြီးတော့ဘိုးအောင်ကလည်းစပုံမှုပြိုင်ဝဲပြိုင်ပြီးတော့ဇလန်လေးကလည်းပြီးဆုံးသွားပါပြီ။ဟုတ်ကဲ့ပါတခိုးရွှေရတပြားပြားဆိုသလိုပဲကားဝယ်ပြီးတော့ရွားမိလို့တောက်လို့ရှုပ်ခဲ့ရတဲ့ဇလန်လေးပဲဖြစ်ပါတယ်။စိုက်ကားတော်မွန်တိုင်းနဲ့မိတ်ဆွေကတော့ပူစရာမလိုပါဘူး။ဟုတ်ကဲ့ပါဆုံးထိကြည့်ပေးကြလို့ကျေးဇူးထူးပဲတင်ရှိပါတယ်။